မင်္ဂလာပါရှင်။မွန်လေး Oreo Boy YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။မွန်လေးအခုတင်ဆက်ပေးမယ့်ကာတူပုံမြင်လေးကတော့ကိုထုံနဲ့မြီးကလေးဆိုတဲ့ကာတူပုံမြင်လေးပဲဖြစ်ပါရစေရှင်။ပုံမြင်လေးကိုမတင်ဆက်ခင်မွန်လေးရဲ့ Oreo Boy YouTube Channel လေးကို Like and Subscribe လေးနှိပ်ပြီးသွားကြပါအောင်ရှင်။ကျေးဇူးများတင်ပါတယ်ရှင်။တခါကကိုထုံဆိုတဲ့လူတဝူးမှာမြေကလေးတကောင်ရှိတဲ့တယ်ကိုထုံဟာသူ့ကိုယ်သူ တိတ်တက်တဲ့လူတူလိုအမြဲကြောပါလိရှိတယ်။ငါတိတာပေါ့။ကဲတော့သူဟာလူအကြီးတယောက်ဆိုတာကိုတရွာလုံးကတိကြတယ်။အလကားငါအာကြီးဘာမှမသိဘူး။ထောင်ကြီးလာမင်းကြီးကအဝိုင်းလာအပြားလာဟေးအင်းငါလေ့လာထားတဲ့လောက်တာတော့အင်းညကငါမြင်လိုက်တာတော့ အဖေဦးထုံကပြောတယ်လာမင်းက တခါတလေ အချမ်းကြီးလို့ဟာဟာဟာဒီကောင်ငတုံးပောက်ကြရပြီတနေ့ကိုထုံဟာ ရွာထဲမှာသတင်းတခုကြားလာပါတယ်မြို့ပေါ်မှာစားစေးတွေကောင်းလို့တယ်ဟာဒါသတင်းကောင်းမယ်မြို့ပေါ်ကိုအ мян တက်ပြီးစားရောင်းရမယ် ဒီလိုနဲ့ကိုထုံဟာမြင်းလေးရဲ့ကြောပေါ်မှာစားအိတ်တွေအပြည့်တင်ပြီးမြို့ပေါ်ကိုစားရောက်မှုပြင်ဆင်တော့သည်သူတို့နေတဲ့အရက်ဟာမြို့နဲ့အနှဲငယ်ဝေးပါတယ်နေမိုးတဲလောက်ရောက်တော့မြင်းကလေးဟာပင်မန်းလာပါတယ်ဒါကြောင့်မြင်းလေးဟာရှင်းဆက်မသွားခြင်းလို့ဇက်တိုက်ဟီးနေတော့တယ်ဟာဘာဖြစ်တာလဲပါပါကွာရောက်တော့မှာပါ ထုံးဟာမိကလေးကိုချော်ရင်းခยีဆက်လိုက်တာချောင်းကလေးတစ်ခုနားကိုရောက်လာပါတယ်။မိကလေးဟာချောင်းကိုကူးဖို့ဝန်လေးနေပေမဲ့ကိုထုံးကအတင်းဖြက်ကူးခိုင်းပါတယ်။လာပါကွာရေကမနှက်ပါဘူး။ချောင်းထဲကိုဖြက်ကူးလိုက်တာနဲ့မြင်းကလေးရဲ့ကြောပေါ်ကစားအိတ်တွေဟာရေနဲ့ထိပြီးစတင်အေးပြောလာပါတယ် ချောင်းလေရောက်တော့စားအိတ်ထဲကစားတွေမကြံတော့လောက်ဖြစ်လာတယ်ပော့သွားလိုက်တာအဲ့ဒီအချိန်မှာမြင်းကလေးကတော့ပျော်ရှင်သွားတာပေါ့ဟိဟိဒါပဲလေကိုထုံကတော့စိတ်ပြက်လက်ပြက်ဖြစ်သွားတာပေါ့ဟာစားတွေကုန်ပြီဒီလိုနဲ့ကိုထုံဟာစားတွေဆုံဆုံသွားပြီးရွာကိုပြန်လှဲခဲ့ရတော့တယ်အေးပါမင်းကပြောနေ ရွာထဲတွင် ကိုထုံအကြောင်းပြောစီရာတကူထတ်တိုးသွားတော့တယ်။ကုံသေးကြီးအစဉ်ပြေရဲ့လား။ဒီလိုနဲ့လာငင်းငယ်ကြတဲ့အခါမှာကိုထုံဟာ နောက်ထပ်စီးပွားရေးအသစ်တစ်ခုလုပ်ဖို့ကြံပါတယ်။ဒီတခါတုံးမွေးချီရောင်းရမယ်။ဒါကြောင့်တုံးဝဲချီတွေကို အထုတ်ကြီးနဲ့ထုတ်ပြီးမြင်းကလေးကြောပေါ်တင်၍ခရီးစားထွက်တော့သည်တုံးဝဲချီအိတ်ကကြီးမားပေမဲ့ ေါ်ပါတဲ့အတွက်မြင်းကလေးက AACC သွားနိုင်ပါတယ်ဒီတခါตาရတယ်ဒီတခါမှလည်းအရင်တစ်ခေါက်ကလမ်းအတိုင်းလာရင်ချောင်းကိုရောက်လာခဲ့ပါတယ်ဟာဒီတခါတဲတော့နေပါလားဒီတခါတော့မြင်းကလေးကတုံဆိုင်မနေပဲตาတကြီးဖြတ်ကူးလိုက်ပါတယ်ဒါပေမဲ့တုံးမဲချီတွေကရင်းနဲ့ထီတော့ဆူဆူပြီးလေးလာခဲ့ပါတယ်ဟာ လေးလိုက်တာဒါကြောင့်မီးလေးကချောင်းလေရောက်တော့စိတ်ပြက်ဝမ်းနေစာနဲ့ရက်တက်နေလိုက်ပါတယ်ဒီလောက်လေးနေတာကိုချင်းမဆာဘူးဟာဒီကောင်လုတ်ပြီပထုံကမီးလေးရဲ့မအီမသားမျက်နာကိုကြည့်ပြီးဟဟပပရင်မောရင်ပြောလိုက်တဲ့ဟေးမီးလေးဒီချောင်းကိုဖျက်တိုင်းမင်းကျောဘော်ကဝင်းနေရော့သွားမယ်လို့ထင်နေလားဟာ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  အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။ကျွန်မအခုတင်ဆက်ပေးခဲ့တဲ့ကိုထုံနဲ့မြင်းကလေးဆိုတဲ့ကာတွန်းပုံရိပ်လေးကို အဆုံးထိကြည့်ရှုနာဆင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်။နောက်လာမယ့်ကာတွန်းပုံရိပ်လေးကိုကြည့်ကြည့်ရင်လဲမိုးလေး Oreo Boy YouTube Channel လေးကို Like and Subscribe လေးနှိပ်ပေးသွားကြပါအောင်ရှင်။ကျေးဇူးများတင်ပါတယ်ရှင်။